လိပ္ပိဩဝါဒစာခန်းကြီးနှစ်အငယ်73အဖက်ကြီးအောင်အကြောင်းမူကားသင်တို့သည်အလိုရှိစေခြင်းက၎င်းအကျင့်ကျစေခြင်းက၎င်းသင်တို့အထင်၌စေတနာတော်အဖြစ်ပြုပြင်တော်မူသောသူကဘုရားသခင်ပေသည်ကျွန်ပြောမယ်ယုံကြည်ခြင်းအရှိရလာတယ်အကျင့်အရှိရလာတော့မို့သင်ယုံလိုက်တဲ့အခါမှာသင်ထဲကိုဘသူရောက်လာလဲဆိုတော့ဘုရားရောက်လာဘာသာတရားတွေအားလုံးကကျင့်ကြတယ်ဒါပေမဲ့သူတို့ထဲမှာဘုရားမရှိဘူးသူတို့ရဲ့ ကောင်းတဲ့အကျင့်ပေါ်မှာပဲသူတို့ရက်တီပြီးတော့ဖျားတရားလောက်ကြတယ်ဗျာဒါပေမဲ့သူတို့အထဲမှာဘာမရှိဘူးလဲဘာမရှိဘူးဖျားသခင်က तू မရှိဘဲနဲ့တင်အကျင့်ကောင်းနေအောင်မလုပ်ခြင်းဘူးဖျားသခင်က तू တင်အထဲမှာနေလို့မရဘဲနဲ့ကောင်းနေတဲ့အကျင့်ကြီးကို तू မလုပ်ခြင်းဘူးဒါကြောင့်ယေရှုခရစ်တော်လောကကိုဆီလွတ်လိုက်တယ်ယေရှုခရစ်တော်ငါအဖြစ်တွေအားလုံးတို့လောဝါးကားတိုင်းမှာအသေးခံတယ်ဆိုတာကိုယုံလိုက်ရင်ယုံတဲ့သူအထဲကိုဘသူရောက်လာလဲဖျားရောက်လာယုံလိုက်မှဖျားရောက်လာဒီသေးကိုမယုံဘဲနဲ့အကျင့်ကောင်းနေတဲ့ ဲ့ဒီအကျင့်ကဘုရားရှိမှအတီးပဲမိတ်ဆွေဂျေဇုတော်ဆိုစေရနာဝေဒနာမဟုတ်ဂျေဇုတော်ဆိုတာလေမတည့်အတူနေဘုရားသခင်အသင်ကိုတည့်တယ်သင်ရတာဘုရားသခင်အသင်မတည့်ခြင်းတာဂျေဇုတော်ဆိုတာသင်အแทမှာဘုရားလာနေလိုက်ပြီးတော့သင်ကောင်းကောင်းမကောင်းကောင်းမထွက်သွားတော့ဘူးဘုရားသခင်သင်အแทမှာရှိတယ်တခါတခါ तू မကြိုက်တာလေးသင်လှုပ်တော့မယ်ဆိုလို့ရှိရင်သင်အแทကနေ तू ကစကားပြောတယ်တာကြီးမလှုပ်နဲ့နော်စေရနာနဲ့ပြောတာနော်စေရနာနဲ့ပြောတယ်စေရနာနဲ့ပြောတယ်ဆိုတာချစ်လို့လားမုန်းလို့လား ဘုရားသခင်သင်ကိုတိတ်ချစ်တယ်စေတနာနဲ့ပြုပြင်တဲ့ကာလသင်အချက်မကောင်းတာမဟုတ်စေတနာနဲ့ပြုပြင်တဲ့ဘုရားရဲ့အချက်ကိုယာနှုံးပြည့်လက်ခံဖို့နည်းနည်းလူနေသေးတာသင်အချက်မကောင်းတာမဟုတ်ဘူးသင်အားနေတာလည်းမဟုတ်ဝိညာဉ်တော်နဲ့တာယူပြေဝဖို့လူနေတာဘုရားရဲ့စေတနာသင်ပေါ်မှာအပြည့်အဝတက်ရောက်ဖို့သင်တစ်ခုပဲလုပ်ရမယ်တစ်ခုပဲယုံကြည်ခြင်းကိုတော့ကျွန်တော်ပြုပြင်နိုင်တယ်ဆိုတော့ကျွန်တော်ယုံတယ်ဂျေဇုတော်ဆိုတော့ဘာအတွက်လဲတလားအားနေတဲ့သင်အတွက်ဂျေဇုတော်ဆိုတော့ဘာအတွက်လဲ ားနေတဲ့တင်တော့တင်အားကြီးနေရင်ဂျေစုတော့မလိုဘူးတင်အားနေလို့ဂျေစုတော့လိုတာယေရှုကတင်အားနေရဆိုတော့သိတယ်ဒါကြောင့်လောကကထဲမှာလာအသေးခံပြီးတော့အားနေတဲ့တင်ကိုအားကြီးဖို့လာအသေးခံတာဖြစ်တယ်နေ့တိုင်းမှာဘုရားသခင်တင်ကိုစေတနာနဲ့ပြုပြင်ပေးလိမ့်မယ်စေတနာနဲ့မပြတ်ဘူးစေတနာမပြတ်ဘူးတင်တိမ်ကြီးသွားတာလေးလည်းရှိလိမ့်မယ်ယုတ်ယုတ်သွားတာလည်းရှိလိမ့်မယ်အဲ့ဒါကို အဲ့ဒါကြီးကိုခေါင်းထဲဝင်လာပြီးတော့ငါမာဝါပြီတော်ပြီဖះเจ้าမတော်တော့အဲ့လိုမလုံနဲ့အဲ့လိုမလုံနဲ့အဲ့လိုခံစားရတဲ့အချိန်ကဖះเจ้าပူလာခဲ့အဲ့လိုစိတ်ပြတ်သွားတဲ့အချိန်ပူလာခဲ့အဲ့လိုမင်းမားတယ်မင်းမားတယ်နားထဲမှာလာပြောလိမ့်မစားတဲ့လေမင်းမကောင်းဘူးမင်းဓာရီလှုပ်ထားတယ်မင်းအကျင့်အတာတွေရှိတယ်အဲ့လိုလာပြောတဲ့အချိန်ရှိလိမ့်မယ်နော်အဲ့အချိန်ကြရင်တိအတွက်စည်ရနာထားတဲ့ဖះရဲ့မြင့်တောင်ဘယ်တော့မမေ့နဲ့ ဖျားသခင်တင့်ပေါ်မှာစီရင်နာထားတယ်ဖျားသခင်တင့်ပေါ်မှာမေတ္တာမပြတ်ဘူးဖျားသခင်တင့်ဘယ်တော့မှမစွန့်ပြစ်ဘူး